ိုင်ငံတော်လုံခြုံရေးနှင့်အီတန်းတာယာရေးကော်မတီအဖွဲ့ဝင်၊နေဆက်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုဗိုလ်ချုပ်ကြီးရာပြည်သည်ကချင်ပြည်နယ်မြစ်တနာမြို့၌တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများမှခေါင်းဆောင်များတာဝန်ရှိသူများနှင့်နိုဝင်ဘာလ14ရက်နေ့ကတွေ့ဆုံခဲ့ပါသည်တွေ့ဆုံချိန်မှာပြည်ထောင်စုဝန်ကြီးကတိုင်းနာများ၏စာပေရင်ကျေးမှုဒလိထုံတမ်းများမပြောင်းပြည့်စေရတဲ့အတွက်နိုင်ငံတော်ကဖြစ်စီပေးနေတဲ့ကဲတော့ ိုင်းနာများကိုတိုင်းကလည်းအလေးထားထိမ့်သိမ့်ကြရန်တိုင်းနာဖွဲ့စည်းများအနေဖြင့်လည်းလိုအပ်သည့်များရှိပါကဝင်းကြီးဌာနထံဓာတ်ရိုက်တင်ပြရန်တိုက်တွန်းခဲ့ပါသည်တိုင်းနာဒေသများတွင်လူမှုစည်းဝါးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးကံလိုအပ်ချက်များများစွာရှိနေခြင်းများကိုဖြစ်စည်းနိုင်ရန်အတွက်ငြိမ်းချမ်းရေးရရှိရေးနှင့်တိုင်းနာစည်းလုံးညီညွတ်ရေးသည်အရေးကြီးဆုံးသောအထူးကံအုတ်မြစ်များဖြစ်သည်ဟုပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါသည် ငြိမ်းချမ်းရေးရရှိရေးအတွက်နိုင်ငံရေးနည်းလမ်းများဖြင့်ဆောင်ရွက်မှသာမိမိတို့တိုင်းပြည်တိုးတက်အောင်လှုပ်ဆောင်နိုင်မည်ဟုပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပြီးတိုင်းရင်းသားအလုံးအနေဖြင့်တိုင်းပြည်တိုးတက်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံပွဲတို့ကချင်တိုင်းရင်းသားမျိုးနွယ်စု6မျိုး၊ရှမ်းတိုင်းရင်းသားမျိုးနွယ်စု9မျိုး၊ဗမာတိုင်းရင်းသားကရင်ချင်းရခိုင်စားတဲ့တိုင်းနာစာပေနဲ့ရင်ကျေးမှုအဖွဲ့ကောင်းဆောင်များအပါအဝင် တက်ဆိုင်သူများတက်ရောက်ခဲ့ကြပြီးတွေ့ဆုံပွဲအပြီးမှာပြည်ထောင်စုဝန်ကြီးနဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ကတိုင်းရင်းသားစာပေနဲ့ရင်ကျေးမှုအဖွဲ့များ၏လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပါသည်။